အားလုံးပဲမင်္ဂလာပါရှင် ကျမတို့ရဲ့ channel ကနေပြန်လဲကြိုးစိုးလိုက်ပါတယ်အခုတင်ဆက်မယ့်အကြောင်းအရာလေးကတော့တောက်ကြတဲ့သမီးများအတွက် 2025ခုနှစ်မေလတလဆာအထူးဟော်စရန်ပဲဖြစ်ပါတယ်။ဒီဟော်စရန်ကြီးကိုတော့မန္တလေးမြို့မှာဆရာကြီးမင်းသူရကိုရိုင်းတွက်ချက်ဟော်ပြောထားတာဖြစ်ပါတယ်။ဒီမေလမှာဆိုရင်တောက်ကြသသမီများဟာမထင်မှတ်တဲ့အရာများဖြစ်လာနိုင်လို့ဘာသာရေးတရားများပုံမူပြုလုပ်ပေးပါ။တနင်္လာနံနဲ့ပတ်သက်ပြီးအခက်အခဲနဲ့အတိုက်အခိုက်အန္တရာယ်ကြုံတွေ့ရတတ်ပါတယ်။ငွေကြေးအခြေငါမလုံသင့်ပါဘူး။ငွေကြေးနဲ့နှိမ့်မြုပ်ပြီးလုပ်ငန်းများ အသည့်တရီနဲ့စဉ်စားလောက်ကန်ရပါလိမ့်မယ်။တောက်ကြစနေတနင်္ဂနွေလိုနဲ့တွဲပြီးလုပ်ငန်းလုံဆောင်ခြင်းအကျိုးပေးပါလိမ့်မယ်။အမျိုးသမီးကြီးတဦးထံမှအကူအညီကောင်းတွေရတတ်တဲ့နာမည်ကုန်းတရင်တိုးတက်ပြီးဝင်ငွေတိတိတတ်တာတိုးလာပါလိမ့်မယ်။မေ10ရက်ကနေ23ရက်အတွင်းဝမ်းသာစရာစာရီတရင်တွေရောက်လာတတ်ပါတယ်။နိုင်ငံရခြားခရီးစီစဉ်နေသူတွေအထမြအောင်မြင်သွားပါလိမ့်မယ်။ပျော်ရွှင်ပွဲခရီးတွေတွားရတတ်တဲ့ငွေရေးကြေးရဲ့အတွက်လည်း စိတ်ချမ်းသာရပါလိမ့်မယ်အထက်လူကြီးမင်းရဲ့ချင်းမြင့်မြောက်ဆမှုခံရတတ်ပါတယ်ဆက်ပစ္စည်းရွှေငွေယတနာများဝင်လာပါလိမ့်မယ်ရဝေးကငွေပစ္စည်းတွေလည်းရောက်လာတတ်ပါတယ်စီးပွားရေးအနေနဲ့ကတော့မီးသွေးလုပ်ငန်းပဲမျိုးစုံလုပ်ငန်းပိတ်ဆက်လုပ်ငန်းအဝတ်ထည်ရေးလုပ်ငန်း အင်ချမ်းမြေရောင်းဝယ်ခြင်းခွဲစိတ်ကူတာမှုပစ္စည်းရောင်းဝယ်အဝတ်ထည်ရောင်းဝယ်ခြင်းများအကျိုးမြတ်ရပါလိမ့်မယ်။အင်ကာနန်ဖြစ်တဲ့ဆန်စီစားတို့နဲ့ပတ်သက်ပြီးအရှုံးပေါ်တတ်ပါတယ်။လုပ်ငန်းခွင်မှာအပြိုင်ဆိုင်များနဲ့ထိတ်တိုက်တွေ့ဆုံရခြင်းရှိတယ်။ဒါ့ပြင်ငယ်တငယ်ချင်းမိတ်ဆွေဟောင်းတွေကြောင့်အခက်အခဲတွေကိုကြော်လွှားနိုင်ပါလိမ့်မယ်။လောင်းကစားလုပ်ငန်းများအရောင်းဝယ်လုပ်ငန်းများဝေကြီးချင်းကလောက်ကင်မှုများဂရိကဝင်းနဲ့အာမခံကိစ္စများမှာမစွန့်စားမလောက်ကင်တဲ့လာဖြစ်ပါတယ် ပညာရေးအနေနဲ့ကတော့ပညာရေးမှာဆိုရင် အသက်မွေးဝမ်းကြောင်းပညာရများဂယုတစိုက်လေးလာသင်ယူသင်ပါတယ်မိမိဝါသနာပါသောဘာသာရပ်အားထူးချွန်တက်မြောက်တဲ့အသည့်သင်ယူရန်အချိန်အခါကောင်းဖြစ်ပါတယ်ပညာရေးကိစ္စသင်တန်းကိစ္စတွေကတော့အဆင်ပြေအောင်မြင်ပါလိမ့်မယ်ရဝေခရီးသွားရတတ်တယ်မိမိနာမည်အဆုံးသက်တွေမှာတနင်္လာနံဗုဒ္ဓဟူးနံရာဟူးနံပါနေရင်ပညာရေးဖီအားပိုများနိုင်ပါလိမ့်မယ်အခြေအနေအောင်ရေးပိုင်းနေတဲ့ကတော့ပြိုရွယ်သူများအခြေအနေပသက်ပြီး စမ်းပွင့်နေခြင်းဖြစ်နေပါလိမ့်မယ်။ချစ်သူရှိသူများမိမိချစ်သူနဲ့ဆေးဆက်အကြောင်းလမ်းခြင်းလက်ထပ်မင်္ဂလာပြုရခြင်းများရှိပါလိမ့်မယ်။ချစ်သူမရှိသေးသူများချစ်သူရည်စားရရှိတတ်ပါတယ်။အိမ်တော်ကြီးမှာဆိုရင်တာယာပျော်ရွှင်ပါလိမ့်မယ်။တနင်္လာနံကခကကငကပါတဲ့သူများလူမျိုးကြပါသားကြနဲ့နိုင်ငံရခြားနဲ့ပတ်သက်သူများဝင်းရှုပ်ခြင်းအခြေအစဉ်မပြေဖြစ်နေတတ်ပါလိမ့်မယ်။ကျမ်းမာရေးပိုင်းအနေနဲ့ကတော့ကျမ်းမာရေးမှာဆိုရင်အညံ့မရှိပါဘူး။ မကျမ်းမာသူများလည်းပြန်လဲကျမ်းမာလာပါလိမ့်မယ်။စိတ်သစ်ကိုသစ်နဲ့ကျမ်းမာလန်းဆန်းအောင်နေထိုင်ပါ။စိတ်ကိုအနာပေးပြီးတရားထိုင်ပါ။အပူအဆက်တွေဖန်တဲ့အစအစာတွေကိုလျှော့စားပေးပါ။ကျမ်းမာရေးကောင်းမွန်ပါလိမ့်မယ်။သတိပြုရမယ့်အသက်ပိုင်းခြားနေတဲ့ကတော့တောက်ကြသသမီးများဟာ22နှစ်24နှစ်26နှစ်46နှစ်48နှစ်58နှစ်50နှစ်အဲ့ဒီအသက်ပိုင်းခြားတွေကတော့အနှဲငယ်ညံ့ပါလိမ့်မယ်။ငွေကြေးအနေနဲ့ဝင်းသိမ်းတလောက်ဝင်ပြီးအထွက်နဲ့မကမိတတ်ကြပါဘူး အဆက်ဆက်အရာရာတွေးတော့ဆင်ခြင်ပြီးပြုလုပ်တင်ပါတယ်အတ္တဒေါသမောဟရှည်တမ်းမတင်ပါနဲ့အကြေကဲအုပ်ချုပ်သူများကြောင့်စိတ်ချင်းကြက်ရတဲ့ကာလဖြစ်ပါတယ်အထူးဟောကိန်းအနေနဲ့မိမိနေအိမ်နာမှာမီးလှန်ခြင်းလျှက်စစ်လျှော့ဖြစ်ခြင်းကြုံရတတ်ပါလိမ့်မယ်ရွှေလက်ကောက်လက်ဆွဲ့ရင်တို့ဥစ္စာပစ္စည်းပျောက်ကင်းရှိမယ်အခိုးခံတဲ့လူရဲမှုကြုံရတတ်ပါတယ်အနောက်ရက်ဒေသများမှာညအိမ်ညက်နေခရီးသွားခြင်းရှောင်ခြင်းရပါလိမ့်မယ်မေလ9ရက်နေ့ ည7:00နာရီ17နောက်ပိုင်းခရီးသွားရှောင်ကျင်ပါ မေလာ12ရက်နေ့နနက်7:28နာရီ28မိနစ်မတိုင်ခင် ခရီးသွားကောင်းပါလိမ့်မယ်မေလာ26ရက်နေ့ည9:20နောက်ပိုင်းခရီးသွားရှောင်ကျင်ပါမသွားမဖြစ်သွားရလျှင်ခရီးသွားအန်ရကင်းကာထာတော်ကို9ခေါက်အတိတ်ထံယူပွားပြီးခရီးသွားပါခရီးသွားခြင်းနဲ့လုပ်ငန်းကိစ္စအဆင်ပြေစေရန်အတွက် နေအိမ်မှမထွက်မီအဝင်အထွက်၃ကာဆောင်ရွက်ပြီးမှသွားပါအကျိုးပြီးသောအရာအနေနဲ့ကတော့အရှိရဖြစ်ပါတယ် အကျိုးမပေးသောအရာအနေနဲ့ကတော့အနှောက်အယှက်ဖြစ်ပါတယ်။အကျိုးပေးသောကဏ္ဍအနေနဲ့ကတော့ရှေးကဏ္ဍ၊၃ကဏ္ဍ၊၄ကဏ္ဍ၊၁ကဏ္ဍဖြစ်ပါတယ်။ကံကောင်းစေတဲ့အယောင်အနေနဲ့ကတော့အညူယောင်၊ခရမ်းယောင်၊ကျေးနီယောင်၊အစိမ်းယောင်၊အဝါယောင်တို့ဖြစ်ပါတယ်။ကံကောင်းမှုတွေရောက်လာစေရန်ရတရားအနေနဲ့ကတော့မိမိမွေးနေ့တွင်ကန္နမာပန်၊ငွေပန်၊လာတာညွန့်၊ကစွန်းညွန့်တို့ကိုပေါင်းပြီးကျွေပန်းအိုးဖြင့်ဖျားပူဇော်ပေးပါ။မောရတုတ်ကိုရွတ်ဆိုပေးပါ။စေဒီတော်တဆူဆူမှဖြစ်စေ။ တန်ရှင်းရေးကုသိုလ်များပြုလုပ်ခြင်းအမွေးနှက်သားများမကြာခဏပူဇော်ခြင်းလူကြီးမိဘများအားစေဝါလှူဒန်းခြင်းများပြုလုပ်ပေးပါမိမိလိုရာစုကိုလည်းတောင်းပါဟုတ်ကဲ့ပါရှင်အခုတင်ဆက်ပေးခဲ့တာကတော့တောက်ကြသသမီးများအတွက်မေလာတလစာအထူးဟောစရမ်းပဲဖြစ်ပါရဲ့ရှင်တောက်ကြသသမီးများအားလုံးစေချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေ။လူဝင်ဆန္ဒတွေလည်းတလုံးတဝပြေဝါကြပါစေ။အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရရှင်။